ားလုံးမင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်ဒီနေ့မန္တလေးဘက်နဲ့တက်ဆိုင်တယ်လို့ parallel universe နဲ့လည်းတက်ဆိုင်နေတဲ့ဂျူပါဆိုတဲ့ super power ကြောင်းလေးပြောကြရအောင်2024စက်တလပိုင်း10ရက်နေ့ reddit ဆိုတဲ့စာမျက်နှာပေါ်မှာအမန်နာဆိုတဲ့ comedy တယောက်ကသူ့လေးအင်္ဂမက်ပျောက်ဆုံးသွားတယ်ဆိုတဲ့အကြောင်းဒါမှမဟုတ်သူလင်းအင်္ဂမက်နဲ့တက်ဆိုင်တဲ့မှတ်ဉာဏ်တွေပျောက်ဆုံးကုန်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီး My Angmat Never Exist ဆိုတဲ့ခေါင်းစဉ်နဲ့တဘာဝလွန်ဖြစ်ရစံတစ်ခုရေးတင်ခဲ့တယ် ဒီကိစ္စရဲ့ဇက်လန်အစားတလို့အမန်ဒါတို့မိသားစုရဲ့ညရစာပွဲတစ်ခုမှာအမန်ဒါအဖေဘက်ကအတော်ကဟော့တော့ကင်တာတူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အမန်ဒါရဲ့အမေကရည်ပြီးတော့ပြောတာနင်တို့အမျိုးတွေအကုန်လုံးကအတူတူပဲပေါ့ဒီမက်ဆိုလဲဘာပဲကင်ကင်အမြဲတမ်းသူပဲသူနေတော့တာပဲဆိုပြီးပြောတော့အမန္နာရဲ့အဖေကဟာ မက်ကဘယ်လိုလုပ်ငါတို့အမျိုးဖေးရမှာလဲမင်းမရဲ့မက်ကနေလို့ဘက်ကအမျိုးမဟုတ်ဘူးလားဆိုရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမက်ဆိုတဲ့လူကဘယ်ဘက်ကအမျိုးမဲမသိအောင်တိုင်ပတ် နေကြတဲ့ကိစ္စနဲ့စတင်ခဲ့တယ်။အဲ့လိုနဲ့သူတို့လူကြီးတွေကဒီအံကမတ်ကနှစ်မျိုးလားငါမျိုးလားဆိုပြီးတော့ညင်းနေကြတဲ့အချိန်ဒီအမန္တာဆိုတဲ့ကောင်မလေးကလည်းဒီအံကမတ်ဆိုတဲ့လူကဘယ်ဘက်ကအမျိုးမဲတိချင်တာနဲ့သူအံကမတ်ကိုစာပို့ပြီးတော့ဖုန်းထဲကနေစာပို့ပြီးတော့မေးကြည့်မယ်ပေါ့မေးကြည့်မယ်ဆိုပြီးတော့ဖုန်းဖွင့်ယူကြည့်လိုက်တဲ့အချိန်ဒီအံကမတ်နဲ့တက်ဆိုင်တဲ့ connect တွေကသူ့ဖုန်းထဲမှာပျောက်နေတယ်တဲ့အဲ့အလားနဲ့သူကပြီးခဲ့တဲ့တပတ်ကမှငါအံကမတ်ကိုငါစာပို့ပြီးတော့ငါငါလို့စကားပြောကြသေးတယ်ပေါ့အံကမတ်နဲ့အခုကျတော့ဘယ်လိုလို့အံကမတ်က ပျောက်နေတာလဲပေါ့အဲ့နဲ့တူသူအရာလူတွေကိုဒီအင်္ဂမက်နဲ့တက်ဆိုင်တဲ့အကြောင်းမို့ဒီအင်္ဂမက်ပျောက်ဆုံးနေတဲ့အကြောင်းတွေကိုသူအရာလူတွေသူပြောပြတဲ့အချိန်သူအရာလူရတဲ့အလိုဖုံးဖွင့်ကြည့်ကြတော့ဖုံးပြကြည့်ရတဲ့အချိန်မှာဒီအင်္ဂမက်နဲ့တက်ဆိုင်နေတဲ့ဒီ connect တွေကပျောက်ဆုံးနေတယ်နောက်ပြီးတော့သူနဲ့ဆက်သွယ်လို့ရနိုင်တဲ့ဒီ app တွေကိုလည်းဝင်ကြည့်ကြတဲ့အချိန်မှာဒီအင်္ဂမက်ဆိုတဲ့လူကပျောက်နေတယ်တဲ့ပူဆိုးနေတာတခုကဒီအင်္ဂမက်နဲ့တက်ဆိုင်တဲ့ဓာတ်ပုံတွေကဆဒီဖုန်းထဲမှာပျောက်နေတယ်ပေါ့ဒါတည်ဆုံးသွားတာမဟုတ်ဘဲနဲ့သူတို့ပျောက်ဆုံးနေတာဖြစ်တာနော်သူတို့တယောက်ချင်းစီကမှတ်ညံနေတယ်မှာလည်းဒီအင်္ဂမက်ရဲ့ပုံစံက တယောက်နဲ့တယောက်မတူကြောက်ခွဲခြားနေကြတယ်။တချို့ကအင်္ဂံဘက်ကိုအရက်ရှည်ပြီးတော့သပင်းအနေအောင်ရှည်လို့ပြောကြတယ်။တချို့ကျတော့အင်္ဂံဘက်ကအရက်ပုပြီးတော့ထိပ်ပြောင်နေတယ်လို့ပြောကြတယ်။ဒီအင်္ဂံဘက်လို့ထင်ရတဲ့ဓာတ်ပုံတပုံတို့ဖုန်းထဲမှာတွေ့တယ်။ဒါဟုတ်လားမဟုတ်ဘူးလားဆိုတော့သူတို့လည်းအတိအကျမသိကြဘူးပေါ့။အဲ့နဲ့သူတို့ကလည်းဒီအစမှာတော့ဩအင်္ဂံမတ်ကိုသူတို့ဒီတိုင်းဒီတတိမိနေတာပေါ့ဖုန်းနံပါတ်တွေဘာတွေဆိုတော့လည်းသူတို့မမတ်မိလိုက်တာလို့ဖျက်မိတော့တာလို့ရိုးရှင်းတော့ပဲထင်တာထင်ပြီးတဲ့ချိန်သူတို့အဲ့နဲ့အင်္ဂံမတ်ညကျရင်သူအိမ်ပြန်လာမှာပေါ့အိမ်ပြန်လာတဲ့ချိန်မှာသူ့ကိုဘယ်ဘက်ကမျိုးလဲ ူပုံကဘယ်လိုမျိုးလဲကြီးကြမယ်ပေါ့တညလုံးထိုင်ဆောင်ကြီးကြမယ်ဆိုပြီးတော့အင်္ဂမက်ကိုစောင်းမှုအဲ့ဒီအတော်ရင်မှာအိတ်ကြတယ်လူကြီးတွေကြတော့ဒီအပေါ်ထက်ကဧခိုင်းထဲမှာအင်္ဂမက်ကိုထိုင်ဆောင်ကြပြီးတော့ကလေးတွေကိုကြတော့သူတို့ကအမေရောက်ခိုင်းထဲမှာတော့ဧခိုင်းနေပေါ့အဲကလေးတွေနေဖို့နေရာဆော့ဖို့နေရာဆိုပြီးတော့မေရောက်ခိုင်းထဲကိုပို့လိုက်တယ်သူတို့ကအကုန်လုံးပေါင်းကလေး၁၀ယောက်နဲ့လူကြီး၁၀ယောက်လာကြတာဆိုတော့အကုန်လုံးမှလူအယောက်၂၀ရှိမှာပေါ့အောက်ထက်မှာကလေး၁၀အပေါ်ထက်မှာလူကြီး၁၀ယောက်ပေါ့အဲ့လိုနဲ့အင်္ဂမက်ပြန်လာမဲ့အချိန်ကိုထိုင်ဆောင်ရင်းနဲ့ဒီအင်္ဂမက်အကြောင်းတညလုံးသူတို့ထိုင်ဆွေးနွေးကြတာပေါ့ ဇူနီကြရင်လည်းမနက်9နာရီလောက်ရောက်တော့ဘလို့မှမခံစားနိုင်တော့နဲ့သူတို့ခဏလောက်အိတ်ကြမယ်ဆိုပြီးအဲ့ဒီအိတ်ခန်းထဲဆူပါပေါ်မှာပဲအိတ်လိုက်ကြတယ်။7နာရီလောက်ရောက်တဲ့အချိန်ကျတော့ဒီကလေးတွေအောက်ကနေအောက်ထပ်ကကလေးတွေဆူညံနေတာနဲ့သူတို့ပြန်နိုးလာကြတယ်။နိုးလာကြပြီးတော့ဒီခုနကတော့အင်ရှင်အတော်ကပေါ့ကလေးတွေစားဖို့အတွက်ဘစ်ကစ်ကျွေးအောင်မယ်ဆိုပြီးဘစ်ကစ်တွားယူလိုက်ချက်သူတိန်းထားတဲ့ဘစ်ကစ်တွေအကုန်လုံးကပျောက်ဆုံးနေတယ်တဲ့။အကလီတွေကိုလက်မြေကြီးတဲ့ချင်းကလီတွေကညတော့အင်္ဂမက်ကသူတို့ဒီဘစ်ကစ်လာကျွေးတယ်ပေါ့ဘစ်ကစ်လာကျွေးပြီးတော့ တီဗီဖွင့်ပြထားတယ်နောက်ပြီးတော့အပေါ်ထက်တက်ပြီးတော့လူကြီးလေးကြီးသွားလိုက်အောင်မယ်ဆိုပြီးတော့အပေါ်ထက်ပြန်တက်သွားတယ်အမန္တာအဖေကလည်းညတော့ကအငယ်မက်ကသူ့ကိုရေတစ်ခွက်လာပြီးသေးတယ်ထင်တာပဲလို့လဲအမန္တာအဖေကပြောတယ်အဲ့ဒါတက်ပို့ထိုင်လန်ဆန်ကောင်းတာတခုကအမန္တာအပါဝင်လူကြီး၁၀ယောက်ပေါင်းမှ၁၁ယောက်ရှိတာကိုကော်ဖီခွက်က၁၂ခွက်ရှိနေတယ်တဲ့အငယ်မက်နဲ့တက်ဆိုင်တဲ့မှတ်ဉာဏ်တွေကသူတို့အစိမ့်တက်တက်ကြီးထုတ်ပြခံရတာလားဒါမှမဟုတ်အငယ်မက်နဲ့တက်ဆိုင်တဲ့မှတ်ဉာဏ်တွေကိုထည့်သွင်းခံရရတာလားစဉ်းစားကြတာတခုတော့ဖြစ်နေတော့ဗောဗျာ ဒီအမန်ဒါရဲ့ပြောဆိုချက်အရဆိုရင်အန်ဂယ်မတ်ကသူ့ကိုအသားကျိတ်ဆက်နဲ့ဆိုင်တဲ့အဲ့ရဝင်ပုံမြင်တွေပြောပြဘူးတဲ့။နောက်ပြီးတော့ခရစ်မတ်တုန်းကလည်းအန်ဂယ်မတ်ကသူ့ကိုတန်မီနီတူချောင်းလက်ဆောင်ပေးခဲ့ဘူးတဲ့။အားနဲ့လူကြီးတွေကဒီလိုကိစ္စတွေကိုမတင်ကြတာနဲ့ရဲစခန်းတိုင်ပြန်တော့လေအန်ဂယ်မတ်ရဲ့တည်ရှိမှုကိုပေါ်ပြလို့မရနိုင်တာကြောင့်ဘယ်လိုပြောရမလဲဆိုသူတို့အန်ဂယ်မတ်ကိုမှတ်မိတာအုံတော်ထားရမှတ်ညံပဲရှိတာကြောင့်ဒီရဲစခန်းကသူတို့အရေးယူပြီးတော့အမှုမဖွင့်ပေးဘူးတဲ့။ဒါဆိုရင်ဒီ my angle never exists ဆိုတဲ့ဖြစ်ရက်ကလူတွေအစုလိုက် မှန်ညံပျောက်ဆုံးသွားတာလားဒါမှမဟုတ်အန်ဂမ်မက်ကတခြား universe ကိုရောက်သွားတာလားဒီအန်ဂမ်မက်ဆိုတဲ့လူကရောလူစင်စစ်ရောဟုတ်ရဲ့လားဒီဖျက်က reddit ပေါ်က no sleep ဆိုတဲ့ platform တစ်ခုမှာတင်လာတာဖြစ်တဲ့အတွက်စိတ်ဝင်စားမှုများခဲ့ရတဲ့ကိစ္စတစ်ခုလည်းဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီ no sleep ဆိုတဲ့ platform ပေါ်မှာ post တင်မယ်ဆိုရင်ကိုယ်တိုင်ကြုံမှုခဲ့တဲ့ကိစ္စပဲဖြစ်ရမှာဖြစ်တယ်အကျွန်တော်တကယ်ချင်းပြောပြတာလို့ဟိုလူကပြောဒီလူကပြောပြလို့ရေးတင်တာတွေသူကလက်မခံသလိုကွန်မန့်မှတ်ရင်လေဒီအကြောင်းတွေကိုကိုယ်တိုင်ဝင်ခံစားပြီးပေါ့မှာ ဒီတဲကလူတယောက်လိုမျိုးဝင်မဲ့ရမှာပဲဖြစ်တယ်တဲ့အဲ့ဒါကြောင့်မို့ဒီဒီ platform ကနာမည်ကြီးတဲ့ platform တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီအကြောင်းနဲ့နည်းနည်းလေးဆင်တဲ့နောက်အကြောင်းတစ်ခုထပ်ပြပြမယ်နောက်တဲ့အသွေးတွေထပ်ဝင်ပြီးတော့ပိုစဉ်းစားလို့ရအောင်ဒီကိစ္စ2023လေးလပိုင်း25ရက်နေ့မှာဖြစ်ပေါ်တဲ့ကိစ္စဖြစ်ပြီးတော့ဒီဖန်ဝင်ဘိုးဆိုတဲ့လူကြောင်းအဓိကရေးတင်ထားတဲ့စာတန်းစောင်ပို့စကူဖြစ်တယ်ပေါ့ဒါကတရုတ်ပြည်ထင်းချင်းမျိုးကအထက်တန်းကြောင်းတစ်ခုမှဖြစ်ပေါ်ခဲ့တဲ့တဘာဝလွန်ဖြစ်ရစံတစ်ခုပဲဖြစ်တယ် အဲ့ဒီနေ့ကဒီတက်ကရိုဝန်ထမ်းတွေ၁၂တန်းတွေရဲ့ဒီနောက်ဆုံးကူခါရအချိန်ပေါ့ဒီစာရေးတဲ့လူနဲ့ဒီဝိုင်းဆိုတဲ့အတန်းပေါ်နေကစက်တောင်ရနေကြတယ်သူတို့ရဲ့ဘေးမှာဒီဖမ်းဘော်ဝိုင်းနဲ့အဲကလည်းစက်တောင်ရနေကြတယ်သူတို့လိုပဲဒီဖမ်းဘော်ဝိုင်းဆိုတဲ့လူကဒီစာရေးတဲ့လူနဲ့အလဲတန်းတော့အခန်းမို့တွေဖြစ်ကြပြီးတော့သူတို့အထက်တန်းရောက်မှအခန်းကွယ်ရကြတာပေါ့ဥပမာကျွန်တော်တို့ကြောင်းမှဒီအတန်းတူပဲအခန်းတွေကွယ်တယ်လို့အေခန်းဘီခန်းကွယ်တယ်လို့ပေါ့ဗျာအဲ့ဒီနေ့ကဒီစက်တောင်ကွင်းထဲမှာနေရန်ပူလွန်ရတယ်သူတို့က အဆောင်အရင်တော့အကြောင်းသားဟောင်းနေနေခဲ့တဲ့အဆောင်အိုးကြီးရဲ့ဘေးမှာအရေးရလို့ဆိုပြီးအဖက်ကိုပြောင်းရကြတယ်သူတို့ကအဆောင်တော့ကဒီစာရေးတဲ့လူနဲ့ဝိန်းနေရတဲ့တွေဖမ်းမဝိန်းနဲ့အဲ့နေရတဲ့တွေရိုက်နေကြတာနေပြီးတော့ဒီစာရေးတဲ့လူနဲ့ဖမ်းမဝိန်းနေတဲ့တွေဒီဝိန်းနဲ့အဲ့နေရတဲ့တွေဆိုပြီးတော့သူကပြောင်းရကြတယ်အဲ့လိုရိုက်နေတဲ့အချိန်မှာဒီဖမ်းမဝိန်းကတာဘူတွေမြင့်လာနဲ့အားပပါနဲ့တခြားလောက်ရိုက်ရတဲ့အချိန်ဒီခုနကအဆောင်အိုးကြီးရဲ့မြေရောက်ထက်တဲ့ဟုတ်ပေါ့စက်တောင်ကဒီလေဝင်ပေါက်တည်းကနေပြီးတော့ဝင်သွားတယ် ပုံမှန်ဆိုရင်အဲ့ဒီအဆောင်ဝေးကကျောင်းသားတွေမရှိတော့တဲ့ကြောင့်မို့တော့ခတ်ထားရဲဆိုပေမဲ့ဒီချက်တောင်ကသူတို့ပြန်ဝဲဝင်တဲ့ချက်တောင်ဖြစ်သူတို့ဒီဈေးကြီးတဲ့ထဲကချက်တောင်ဖြစ်လို့သူတို့ပြန်ရလို့ရညာဆိုပြီးတော့တော့ကောက်ကြမယ်ဆိုပြီးတော့အဆောင်ဝေးကိုတော့ကြီးတဲ့ချိန်ပုံမှန်ခတ်ထားတဲ့တော့အဲ့ဒီနေမှာပြွင့်နေတယ်တဲ့အဲ့ဒါနဲ့ဆာရည်တဲ့လူရဲ့ဖမ်းမဝင်အဲရတော့ကောက်ကြမယ်ပေါ့တော့ကောက်ကြမယ်ဝဲဝင်ကြတော့အပြင်မှာနေခဲ့ဗတ်တန်ဆောင်မှုနေခဲ့ဆိုပြီးထားခဲ့တယ်သူတို့ကဒီအဆောင်အိုးကြီးတဲ့ကိုရောက်သွားတဲ့ချိန်ကြောချမ်းလာလို့လို့ခြောက်ချားတာလို့ဖြစ်နေတယ်ဒါမဲ့ နေလင်းအောင်ကောင်းကောင်းရတဲ့အတွက်ကြောင့်မို့လို့မှောင်မဲနေတာမျိုးတော့မဟုတ်ဘူးတဲ့ဒီမြေရောက်ထက်တဲ့ကိုစက်တောင်ချသွားတယ်ဆိုတော့ဒီပထမထက်ကနေမြေရောက်ထက်တဲ့ကိုဝင်မှုအတွက်လီကအကွေလေးတခုရှိရအဲ့လီကအကွေဒီနာမှာတို့တော့ခုံနေစပွဲတွေအမှိုက်တွေနဲ့ရှုပ်ရှက်ခန့်နေတာနဲ့တို့တော့အဲ့ဒီခုံနေစပွဲတွေကြော်ပြီးတော့ဆင်းခဲ့ရတယ်ပေါ့အဲ့နဲ့မြေရောက်ခန်းထဲကိုရောက်တဲ့ချိန်ကျတော့တို့ကဒီဧကခန်းတစ်ခုတွေ့တယ်ဒီဧကခန်းရဲ့မျက်နှာချင်းဆိုင်ဘက်မှာတကားပေါက်တော့ပေါ့ကြီးတယ်အဲ့ဒီတကားပေါက်ကနေတက်တက်လေးကြီးလဲတဲ့ချိန်အလင်းရောင်ဝင်နေတဲ့နေရာတနေရာရှိတယ်တဲ့ဟောအဲ့နဲ့တို့ကစဉ်းစားတော့ပေါ့ ဒီချက်ခုနကတော့ကြာသွားတဲ့ချက်တောင်ကဒီလင်းဝင်ဘောက်ကကြာသွားတာဆိုတော့ဒီအလင်းရောက်ရှိတဲ့နေရာဒီလိုခုနကတော့ချက်တောင်ကြာတဲ့နေရာဖြစ်နိုင်တယ်ဆိုပြီးတော့တော့ကောက်ကြမယ်လို့လှုပ်တဲ့ချက်မှာဖောင်းမုံဝင်ရဟားတဲ့ငါဘောင်းမီအိတ်ကတ်ထဲမှာထည့်ရတဲ့တော့ကခုနကတော့ခုံလေးကိုကြော်တော့ကကြာခဲ့တာထင်တယ်တဲ့ငါအရင်ဆုံးတော့ကောက်လိုက်မယ်ပေါ့အဲ့လိုဆိုရင်တော့ကောက်လိုက်ပေါ့ငါနဲ့အဲ့နေရာဒီချက်တောင်တော့ကောက်လိုက်မယ်ကောက်ပြီးငါလို့ပြန်လာမယ်ဒီမှာပဲပြန်ဆောင်ကြမယ်လို့ပြောပြီးတော့ဆိုင်ရတဲ့လူနဲ့အဲ့နေရာချက်တောင်တော့ကောက်တယ်ဖောင်းမုံဝင်ကျတော့တော့ကောက်တယ်ပေါ့ အဲ့နဲ့ဒီဆိုင်တဲ့လူနဲ့အဲ့နဲ့ဒီဧကန်ကိုဖျက်ပြီးတော့အဲ့တကားဘောင်းကနေအလင်းအောင်ရှည်ကိုတွားတဲ့ချိန်ခြောက်ချားတာလိုလိုကြောက်တာလိုလိုကြောချမ်းတာလိုလိုဖြစ်လာတဲ့သူတို့ကမင်းမင်းလမ်းလျှောက်တာကနေမင်းမင်းပြေးပြီးတော့ောက်တယ်ဒါပေမဲ့အဲ့ဒီအလင်းအောင်ရှည်တဲ့နေရာကိုလည်းရောက်တော့အဲ့လားခုနကတော့လေဝင်ပေါက်မဟုတ်ဘူးနဲ့တကားဘောင်းကြီးဖြစ်နေတယ်အဲ့နဲ့သူတို့ကြောက်ကြောက်နဲ့ဘာချက်တောင်မှကောက်ဖို့အချိန်မရတော့ဘူးနဲ့မစင်းစားနိုင်တော့ဘူးနဲ့တကားဘောင်းကနေဖွင့်ပြီးတော့ပြေးထွက်လာတယ်အဲ့လိုပြေးထွက်လာတဲ့အချိန်အပြင်ဖက်ကိုလည်းရောက်တော့သူတို့က သူတို့အဆောင်အူရဲ့အနောက်ဘက်ခြမ်းဖြစ်နေတယ်တဲ့သူတို့ကခုနကြက်လောင်ရတာအရှိတ်ဘက်ခြမ်းမှာဆိုတော့အနောက်ဘက်ခြမ်းဖြစ်နေတယ်တဲ့နောက်ပြီးတော့အထဲမှာအချိန်ဘလောက်ကြာသွားလဲဆိုတော့မသိဘူးလေဒါပေမဲ့သူတို့ကနီးလေခင်းတော့သူတို့ကြက်လောင်ရနေပြီမဲ့အခုကျတော့မူဂျိုတွေချောင်းစင်းနဲ့ညနေခင်းအောင်ရောက်နေပြီတဲ့အဲ့နဲ့ဟာဘလို့လို့အချိန်တလောက်ကြာသွားလဲပေါ့ဝင်ရဘက်တန်ဆောင်နေတယ်ငါတို့ဝင်းစီသွားမှဆိုတော့ဒီအဆောင်ရတပတ်ပတ်ပြီးအရှိတ်ရောက်လာတော့ဝင်းရမရှိတော့ဘူးမရှိတော့နဲ့သူတို့ကဝင်းအခန်းထဲပြန်သွားပြီးနေမှဆိုပြီးတော့အခန်းထဲကိုလိုက်သွားကြတယ်အခန်းထဲကိုရောက်တဲ့ချိန်ကျတော့ဝင်းအောင်မရ ဘယ်လိုဖြစ်လာလဲပေါ့မင်းတို့အထက်မှာကျွန်တော်တော့ကောက်တာဒီလောက်ကြာတာငါလည်းမစောင့်နိုင်တော့တာနဲ့အခန်းထဲပြန်လာတာလေးတဲ့အဲ့နဲ့ဆိုင်တဲ့လူကဗက်တန်ကိုကြည့်လိုက်တဲ့အချိန်မှာဗက်တန်ကဖမ်းမုံဝင်ရဗက်တန်ကပျောက်နေရတဲ့ဖမ်းမုံဝင်ရဗက်တန်ကပျောက်နေတော့အဲ့နဲ့ဆိုင်တဲ့လူကဝင်ပြန်ဖမ်းမုံဝင်ရဗက်တန်ကိုဆိုတော့ဝင်ကဖမ်းမုံဝင်ရဘာလုပ်လဲတဲ့အာဒီကောင်လူများဗက်တန်ကိုပျောက်အောင်လုပ်မလဲလို့မတိချင်အောင်စောင့်နိုင်နေမှာပါဆိုပြီးတော့ဆိုင်တဲ့လူနဲ့ဝင်နဲ့စကားတွေများကြတယ် ဆိုင်မှာတော့မင်းလည်းများနေတော့မဖြစ်ဘူးကငါဖမ်းမဝင်တော့ရှာကြည့်အောင်မဆိုပြီးတော့သူ့အခန်းထဲကနေအပြင်ပြန်ထွက်လာတယ်ဖမ်းမဝင်အခန်းကိုသွားတဲ့လမ်းမှာအဲကလည်းသူ့လာရှာလာတွေ့တာနဲ့ဖမ်းမဝင်ရောဆိုတော့မတွေ့ဘူးလေငါအခန်းထဲကကောင်းတယ်ကိုဖမ်းမဝင်ကိုတွေ့မိလားလို့လိုက်ပြီးတော့အကုန်လုံးကဖမ်းမဝင်ကဘယ်သူလဲလို့လိုက်မိတည်တယ်တဲ့အဲရဲ့ပုံစံကစိတ်ရောကတခုခံစားနေရတယ်လို့လို့တခု၆ချားနေတာလို့လို့အဲ့လိုကြောင်တောင်တောင်တွေဖြစ်နေတယ်ဗောသူ့ပုံစံက ဲ့ဒီအချိန်မှာဒီဖမ်းမော်ဝင်းတို့အခန်းထဲကဆရာကြီးចောင်းသားတွေကထွက်လာပြီးတော့ဆရာကြီးနေလို့သူတို့နေအောင်မြည်တယ်မင်းတို့ဘာဖြစ်နေကြရလဲဆိုတော့ဖမ်းမော်ဝင်းရဲ့အခန်းထဲကចောင်းသားတွေကအဲလေးတဲ့ခုနကတော့ကစက်တောင်ရိုက်ပြီးပြန်လာကလေးကနေတဲ့ကျောင်းတော်တွေဖြစ်နေတာတဲ့ကျွန်တော်တို့လည်းလေဖမ်းမော်ဝင်းကိုပဲလိုက်မင်းနေတာတဲ့ဖမ်းမော်ဝင်းရဲ့တွေ့လာဖမ်းမော်ဝင်းတွေ့လာလို့ပဲလိုက်မင်းနေရတယ်သူဖမ်းမော်ဝင်းကဘာလုပ်လဲလို့ပြောတော့မင်းတို့ငါ့ကိုအဲ့လိုမနှောက်ကြနဲ့ခွာဆိုပြီးတော့ကျောင်းတော်တွေလုံနေတယ်တဲ့ဒီအဲရဲ့ပုံစံမုံမမနဲ့ပုံစံတအားဖြစ်နေလာကြမှုအတန်းပိုင်ဆရာပေါ့ အိမ်ကိုသူတို့အိမ်ကိုဖုံးဆက်ပြီးတော့ကြောင်းသားကိုပြန်လာခေါ်ဖို့ဆေယောကတခုခုဖြစ်နေတယ်တခုကြောင်းတော်တော်ဖြစ်နေတယ်ဆိုပြီးတော့ဒီသူ့အိမ်ရလူတွေပြန်လာခေါ်ခိုင်းတာအဲ့ချိန်မှာဒီဆိုင်တဲ့လူကဒီဖမ်းမဝင်များခုနကတော့ကစက်တောင်ကောက်တဲ့အချိန်အဲ့ဒီအဆောင်ကြီးထဲမှာကြံခဲ့တာလားဆိုပြီးတော့အဲ့ဒီအဆောင်မှာတော်ရှာကြည့်တဲ့ကသူတို့ခုနကတော့တော့ဖွင့်လာလို့ဝင်လာတဲ့တကားပေါ့ရဲ့တော့ခတ်ထားတာမှနှစ်နဲ့ချီနေသူလို့ဖုံနေပါတက်နေတယ်အဲ့တော့မှာဟာအဲ့လာနေသူက ဒီကာယဆရာကိုတော့မေးတော့ဗောကာယဆရာကြီးမှာအမှတ်တမ်းရှိမှာဗောသူလိုအမှတ်တမ်းရှိမှာဆိုကာယဆရာကိုတော့မေးဆိုကာယဆရာရဲ့အမှတ်တမ်းထဲမှာဒီဖမ်းပုံဝင်ရလဲပျောက်နေတယ်ဒီကာယဆရာကိုမေးကြည့်တော့ဆရာဖမ်းပုံဝင်ကိုတွေ့မိလားဆိုတော့ဆရာကလည်းဖမ်းပုံဝင်ကဘာလုပ်လဲတဲ့အဲ့နဲ့ဆိုင်တဲ့လူကနေပြီးတော့ QQ ပေါ်မှာငါနဲ့ဖမ်းပုံဝင်နဲ့တငယ်ချင်းဖြစ်ကြတယ်ဗော friend ဖြစ်ကြတယ်ဗောအဲ့နဲ့ QQ ပေါ်ကနေပြီးတော့ဖမ်းပုံဝင်ကိုမေးကြည့်မယ်ဆိုပြီးတော့ဖုန်းဖွင့်ကြည့်လိုက်ချိန်မှာဖုန်းကအားကုန်နေတယ်အဲ့လိုအားကုန်နေတဲ့သူကနေပြီးတော့အင်ရောက်မှကွန်ပျူတာပေါ်မှာ QQ ဝင်ကြည့်တဲ့ချိန် QQ ရဲ့ ကိုနဲ့ list ထဲမှာဖမ်းမောင်ဝင်းကိုရှာကြည့်လို့စင်ဖမ်းမောင်ဝင်းကအဲ့ဒီ list ထဲကနေပြောင်းနေတယ်နောက်ပြီးတော့သူတို့ဓာတ်ပုံတွေရိုက်ထားတဲ့ဓာတ်ပုံတွေပေါ့ပြန်လှန်ကြည့်တဲ့အချိန်မှာလဲဖမ်းမောင်ဝင်းနဲ့တက်ဆန်တဲ့ဓာတ်ပုံတွေအကုန်လုံးပျောက်နေတယ်အဲ့နဲ့ဆိုင်တဲ့လူကသူ့အင်အားလူတွေကိုဒီဖမ်းမောင်ဝင်းကတကယ်ရှိတဲ့အကြောင်းဒီအဲ့ကအခုလိုကြောင်တောင်ဖြစ်နေတာမဟုတ်ဘူးသူကလည်းသူပြောနေတာအမှန်ကြီးဆိုတဲ့အကြောင်းသူ့အင်အားလူတွေပြောပြောတော့သူ့အင်အားလူတွေအာဒီကောင်ကောက်နေပြီမရတော့ဘူးဆိုပြီးတော့ဈေးခန်းလိုက်ပို့ကြတယ်ဈေးခန်းရောက်တော့ဆရာဝန်က ဒီစာမွေးကြီးဖြေခံနီးလို့ပေါ့စိတ်ပရက်ရှာတအားများလို့ဒီလိုကြောင်တောင်တွေဖြစ်တာပေါ့သူကလည်းသူဖြည်းဖြည်းချင်းပြန်ပြီးတော့တတ်တာရလိမ့်မယ်ပြန်ပြီးတော့ကောင်းသွားလိမ့်မယ်ဆိုပြီးတော့အဲ့ဒါနဲ့သူတို့ဒီတိုင်းပြန်ခဲ့ရတယ်နောက်တစ်ခါကျတော့ဒီအဲတို့ဖမ်းမဝင်တို့အခန်းထဲအတမ်းမိုင်ဆရာတွေကဇာရည်တဲ့လူလာပြောတော့ပေါ့မင်းအန်နဲ့တိတ်ပြီးတော့နင်းနီးကကတ်မနေနဲ့မင်းတို့စာမွေးလည်းနင်းနေပြီဟိုကောင်ကလည်းကြောင်တောင်တောင်ပုံစံတွေဖြစ်နေပြီဆိုတော့မင်းတို့စာပဲအဓိကလောက်ကြဆိုပြီးတော့တတိပေးခံလိုက်ရတာနဲ့သူတို့ဒီ ဖမ်းပုံရဲ့ကိစ္စကိုခဏမေ့ထားပြီးတော့ဆောင်ဝဲဖြေဖို့အတွက်ဟိုပဲအာတန်ခဲ့ရတယ်ပေါ့ဒီစာရေးတဲ့လူရဲ့ပြောစုချက်အရဆိုရင်ဖမ်းပုံရဲ့ပိန်တယ်အသားဖြူတယ်မျက်မှန်တက်တယ်မူလတန်းတော့ဖမ်းပုံရဲ့ဘာမှနေခဲ့တာလဲအလဲတန်းတော့ဖမ်းပုံရဲ့ဘာမှနေခဲ့တာလဲအစစာရေးတဲ့လူကတည်တယ်ဘာလို့လဲဆိုတော့သူကအလဲတန်းမှသူကအတန်းတူတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတာကိုနောက်ပြီးတော့ဖမ်းပုံရဲ့အိမ်ကိုလည်းစာရေးတဲ့လူကရောက်ခဲ့ဘူးတဲ့ဒါပေမဲ့တစ်ခါတော့ပဲရောက်ခဲ့ဘူးတာဖြစ်တဲ့တော့ကြောင့် အဲ့အိမ်ရဲ့နေရာအကျန်းပြင်းလောက်ကိုပဲသူကမှတ်မိတော့ပေါ့မှတ်မိတော့လည်းသူကသွားရှာကြည့်တယ်သွားရှာကြည့်တဲ့အချိန်မှာဖမ်းမုံရဲ့အိမ်နေရာပျောက်ဆုံးနေတယ်ပေါ့ဖမ်းမုံနေခဲ့တဲ့အိမ်မဟုတ်တော့ဘူးပေါ့အိမ်နေရာအဲ့လိုဖြစ်နေတယ်နောက်ပြီးတော့ဒီစားရတဲ့လူကဒီဒီအကြောင်းတွေကိုသူကပတ်စံရခြင်းလို့ကြီးရတာမဟုတ်ဘူးနောက်ပြီးတော့သူကလည်းစားရေးစရာမဟုတ်ဘူးသူက ID လောက်တဲ့လူဆိုတော့သူကလည်းသူဒီဒီရဒီနေ့မှာဒီဖမ်းမုံကိုတတိယလို့ဆိုပြီးတော့ဒီအကြောင်းတွေရေးတင်ခဲ့တာဖြစ်တယ်လို့ရေးသားဖော်ပြထားတယ်ပေါ့ဗျာနောက်ပြီးဖမ်းပေါ်ဝင်ရဲ့မွေးနေ့က 1996ရှစ်လပိုင်း16ရက်နေ့ဖြစ်တယ်မလို့သူက2029ရှစ်လပိုင်း16ရက်နေ့မှာဒီအကြောင်းလေးကိုဒီသူတငယ်ချင်းဖမ်းမုံရောတတိယလို့ဆိုပြီးတော့ပျောက်ဆုံးနေတော့ကျွန်တော်တငယ်ချင်းဖမ်းဘောဝင်းဆိုတဲ့အကြောင်းရေးတင်ခဲ့တာဖြစ်တယ်လို့ရေးသားဖော်ပြထားတယ်သူကဒီအန်ဂမ်မတ်ဆိုတဲ့ကိစ္စရဲ့ဒီဖမ်းဘောဝင်းဆိုတဲ့ကိစ္စရဲ့ဒီလူကြားထဲမှာရွရွတဲတဲဖြစ်ခဲ့ရတယ်လို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကယူဆချက်တွေထင်မြင်ချက်တွေ မြင်လို့ပြကြတယ်အဲ့ဒီထဲမှာဒီအပြောများတဲ့ယူဆချက်၅ခုအကြောင်းကိုကျွန်တော်ဒီနေ့ရှင်းပြမယ်ပေါ့ဗျာမန်ဒလာအဖက်ဆိုတာလူအုပ်စုတစုဒါမှမဟုတ်လူတစ်ယောက်ကတခြားလူတွေနဲ့မတူနဲ့မှတ်ဉာဏ်တွေမှတ်မိနေတာမျိုးဒီတိတ်ပံပညာရှုတော့အောင်ပဲကြီးကြီးစိတ်ပညာရှုတော့အောင်ပဲကြီးကြီးဒါကကျွန်တော်တို့လူသားတွေရဲ့အုံနောက်ကမှတ်ဉာဏ်တွေရဲ့ချုပ်ရင်းမှုတစ်ခုတာဖြစ်တယ်လို့ရှင်းပြကြတယ်ထောက်ပြကြတယ်တကယ်တမ်းတော့ကျွန်တော်တို့ရဲ့မှတ်ဉာဏ်တွေက ယုံကြည်စိတ်ချလို့မရနိုင်ဘူးတဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့မျက်ဉာဏ်တွေကိုပြန်လဲပြုပြင်ပုံသွင်းနိုင်တယ်လို့တခြားလူတွေကလည်းကျွန်တော်တို့မျက်ဉာဏ်တွေကိုပြန်လဲပြုပြင်ပုံသွင်းနိုင်တယ်အဲ့လိုပြန်လဲပြုပြင်ပုံသွင်းခံရရင်တော့မှကျွန်တော်တို့ကိုယ်တိုင်ကပြုပြင်ခံရတာကိုမသိဘူးပုံသွင်းခံရတာကိုမသိဘူးအဲ့ဒါဆိုရင်ဒီစာရေးတဲ့လူရဲ့အဲ့လေအမန္တာတို့မိသားစုရဲ့ကတခြားလူနဲ့မတူတဲ့မျက်ဉာဏ်တွေဖြစ်ပေါ်နေတာအတိမန္တလာအဖက်ကြောင့်မို့လားဒါမှအဲ့လိုဖြစ်ပေါ်ဖို့ဆိုရင်ဒီဖောင်းဝင်ဘောဆိုတဲ့လူရဲ့ အန်ကယ်မက်ဆိုတဲ့လူကအပြင်မှာတကယ်တည်ရှိနေရမှာပဲဖြစ်တယ်။တကယ်မရှိတဲ့လူကိုအစ်စ်မှန်ပါဆိုပြီးတော့လောက်ယူလို့မရတဲ့အတွက်ဖောင်းဝင်ဘောကိစ္စရဲ့အန်ကယ်မက်ကိစ္စရဲ့ကမန်ဒလာအဖက်ကြောင့်မဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့ယူဆတယ်။ဒီမှတ်ညံဆိုတဲ့မျိုးကကျွန်တော်တို့ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကိုအုံနောက်ကဗီဒီယိုရိုက်ထားသူလို့ရိုက်ကူးပေးထားတာမျိုးမဟုတ်ဘူးတဲ့။ तू ကဒီအကြောင်းနဲ့သက်ဆိုင်တဲ့အဓိကအချက်တွေကို तू ကမှတ်ပေးထားတာပဲဖြစ်တယ်။အခုကဒီအကြောင်းပြန်စဉ်းစားကြည့်တဲ့အချိန်ဒီအုံနောက်က ဒီမှတ်ဉာဏ်ကပေါ့ကျွန်တော်တို့ဒီအကြောင်းတွေကိုစီလျော်အောင်ဆိုပြီးတော့သူ့အတူချိတ်ဆက်ပေးပြီးတော့ကျွန်တော်တို့ပြန်ပြီးဖော်ပြပေးတာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာအုံနောက်ရဲ့တဖက်သက်တွေပါနိုင်သလိုဒီအကြောင်းတစ်ခုကိုစီလျော်အောင်ဆိုပြီးတော့အုံနောက်ကသူ့အနေနဲ့သူမှတ်ဉာဏ်ကိုပြန်လဲပုံသွင်းတတ်တဲ့ပုံမျိုးရှိတယ်တဲ့။အဲ့ဒါကြောင့်ကျွန်တော်ကတခါတလေမှဒီမှတ်မိနေတာတမျိုးတကယ်ဖြစ်ခဲ့တာတမျိုးဆိုတော့မှတ်ဉာဏ်မားတွေဖြစ်ပေါ်နိုင်တာပဲဖြစ်တယ်ပေါ့။ဘာနဲ့တူလဲဆိုရင်ကျွန်တော်တို့တငယ်ချင်းတယောက်ဒါမှမဟုတ်အတီတယောက်ကသူတွေးကြုံခဲ့မှုတဲ့အကြောင်းအရာတစ်ခုကို ပြောပြပြီးပြောပြပြီးတော့အချိန်ကြာသွားတဲ့အချိန်မှာကျွန်တော်တို့ကအဲ့ဒီကိစ္စကကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရဘူးတို့လိုဖြစ်ခဲ့ဘူးတာလိုလိုနဲ့ကျွန်တော်လူတို့ပြန်ပြောပြဖြစ်ရတဲ့အကြောင်းတွေအတိမှတ်ဉာဏ်ချုပ်ရင်မှုကြောင့်ပဲဖြစ်တယ်ပေါ့ဗျာနောက်ပြီးမှတ်ဉာဏ်ရတဲ့အသိဉာဏ်နဲ့ဉာဏ်ပညာနဲ့ဆက်စပ်မှုရှိနေတယ်တဲ့ကျွန်တော်တို့အုံတော့ကျွန်တော်ဉာဏ်ပညာနဲ့လိုက်မိနိုင်တဲ့ဟာတွေကိုပဲသူကမှတ်သားပေးထားနိုင်တာမျိုးပဲဖြစ်တယ်ကျွန်တော်လိုက်မိမိနိုင်တဲ့အသွေးခေါ်တို့အသိပညာတွေကိုအုံတော့ကသူ့အနေနဲ့သူလျှော့ပြီးတော့လိုက်မိနိုင်တဲ့အဆင့်တွေကိုပဲမှတ်သားပေးထားတာမျိုးပေါ့ဗျာ အဲကြောင့်တချို့ကိုလမ်းမမီနိုင်တဲ့အကြောင်းတွေကိုမဖြစ်နိုင်ဘူးလို့ပြောနေတာညံနေနေတယ်လို့ပြောရမလားဒါမို့ brain level လုံးနေတယ်လို့ပြောရမလားပြောချင်တာကတော့ဗျာဒီကျွန်တော်တို့အုံနောက်ကကျွန်တော်တို့ကြုံတွေ့ရတဲ့အတွေ့အကြုံတွေကိုကြုံတွေ့ရတဲ့အတိုင်းမှတ်ပြီးထားတာမဟုတ်ဘူးသူကကျွန်တော်တို့လမ်းနိုင်တဲ့ level အဆင့်ကိုပဲတတ်မှတ်ပြီးတော့သူကမှတ်ပြီးထားတာမျိုးပဲဖြစ်တယ်အဲ့ဒါကြောင့်မို့ဟိုတိပီတာကိစ္စနားလည်ပြီးတာကိစ္စဆိုရင်မှတ်သားရတာလွယ်ကူပြီးတော့ကိုနားမလည်နိုင်နေတဲ့ဟာတွေလို့ဆိုရင်ဒီခက်ခဲနေတယ်ပုံမှတ်သားရတာ ဒီကျွန်တော်တို့အုံနောက်ကဒီကျွန်တော်မညံတွေကိုပြန်လဲဖွဲ့စည်းပြန်လဲပုံရိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့2023ခုနှစ်လပိုင်း26နေ့တုန်းက MIT သုတေသနအဖွဲ့ကသိပ္ပံပညာဆိုင်ရာစာရန်ဆောင်ထုတ်ဝေခဲ့တယ် Creating False Memory in the Hippocampus လို့ခေါ်တဲ့ကြွတဲ့ကောင်ရဲ့မှတ်ဉာဏ်တွေကိုပြန်လဲပုံသွင်းပြန်လဲဖွဲ့စည်းနိုင်တယ်ဆိုတဲ့အကြောင်းကိုစမ်းသပ်ပြီးတော့ရေးထားတဲ့အကြောင်းတွေပဲဖြစ်တယ်။တချို့စိတ်ပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေကဒီ Mandela Effect ဆိုတာ ပလလဲ universe ကြောင့်ပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့ယူဆကြတယ်အဲ့လိုဆိုရင်ဒီဖမ်းမဝင်ကိစ္စမှာစာရေးတဲ့လူနဲ့အဲ့နဲ့ဖမ်းမဝင်မရှိတဲ့ကျွန်တော်တို့ universe ကိုရောက်လာတာလားအန်ဂယ်မက်ကိစ္စမှာရောအန်ဂယ်မက်ကတည်ဆုံးသွားပြီးကိုဒူလိုမီတာစုတွေကလက်မခံနိုင်လို့အန်ဂယ်မက်ကဖြစ်ပေါ်နေရတာလားဒါမှမဟုတ်အန်ဂယ်မက်ကရောဖမ်းမဝင်တော့လိုမျိုးပဲပလလဲ universe တွေကိုရောက်သွားလားစိတ်ဝင်စားစရာတကူကတော့ဒီကိစ္စကိုတချို့သိပ္ပံပညာရှင်တွေကနောက်တော့ဖြစ်နိုင်ခြေတကူနဲ့ဖြင်းရှင်းချက်ပေးကြတယ် အဲ့ဒါဘာလဲဆိုဒီဖန်ဘောဝင်းတို့အန်ဂယ်မတ်တို့ရဲ့တီရှိနေမှုကတဘာဝမဆန်ဘူးတဘာဝမကျနေတာကြောင့်ဒီစัจ java ရာစစ်စေးရဲ့အဖွဲ့ cosmic sensor သူတို့ရဲ့တီရှိမှုအထောက်ထားလေးကိုဖျက်ပစ်လိုက်တာဖြစ်နိုင်တယ်လို့ယူဆထားတဲ့ဖြေရှင်းချက်ပဲဖြစ်တယ်2021တလပိုင်း18ရက်နေ့မှာဒီဖန်ဘောဝင်းကိစ္စက online pressure တွေတအားများလာတယ်လို့သူတို့နေခဲ့တဲ့အကြောင်းကိုလည်းဒီ media ကနေပြီးတော့ pressure တွေတအားပေးတာ နောက်ပြီးတော့ဝိန်းတို့အဲတို့ဆိုတော့လူတွေကိုလည်း online မှာ live ရှာကြည့်တာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစာရိုက်တဲ့လူကဒီဖမ်းဘဝိန်းဆိုတဲ့လူကသူ့ရဲ့စိတ်ကူးရင်ထားတဲ့လူတယောက်ပါဒီဝိန်းနဲ့အဲဆိုတာလည်းသူ့နဲ့သူ့ရဲ့အတန်းဖော်တွေမဟုတ်ဘူးသူ့ရဲ့လုံပေါ်ကန်ဖက်တွေပါဆိုပြီးတော့ပြန်လည်ဖြေရှင်းထားတယ်နောက်ပြီးဖမ်းဘဝိန်းဆိုတာစာရိုက်သူကသူ့ရဲ့သူပါပါဆိုပြီးတော့ရေးသားဖော်ပြထားတယ်ဒါဆိုသူပါဆိုတာပါလေသူပါဆိုတာဒီဘဗုဒ္ဓပါတာ လာမဗုဒ္ဓဘာသာဒါမှမဟုတ်မဟာယာနဂိုင်းခွဲတစ်ခုရဲ့တန္တရကျမ်းအနေဆင်တက်လာတဲ့အတုံးလုံးပဲဖြစ်တယ်။သူပါကိုအရာဝတ္ထုတစ်ခုဒါမှမဟုတ်ပစ္စည်းတစ်ခုကိုစိတ်ကူးနဲ့ပုံဖော်ပြီးဖန်တီးနိုင်တယ်လို့လည်းကြည်သာဖော်ပြတာလေ။စိတ်တကူဒါမှမဟုတ်စိတ်စွမ်းရည်တစ်ခုလို့လည်းတင်စားကြတယ်။နောက်ပြီးတော့စိတ်ကူးနဲ့ဖန်တီးထားတဲ့လူလောက်ဝိညာဉ်လို့လည်းခေါ်ကြတယ်။သူပါရဲ့မူရင်းအဓိပ္ပာယ်ကိုကြည့်မယ်ဆိုရင် အတွင်ပြောင်းခြင်းစိတ်ကူးဖြစ်မြင်အောင်ခြင်းနောက်ပိုင်းတူးချက်အဓိပ္ပာယ်ဒီမှာတော့စင့်ခေါ်ခြင်းလို့ ပုံပေါ်စီရင်းတို့ရဲ့အထိတုံးလာကြတာပဲဖြစ်တယ်။သူပါဆိုတာအဖော်တယောက်ကိုစိတ်နဲ့ဖန်တီးလိုက်တဲ့စိတ်ကူးရင်တမျိုးပဲဖြစ်တယ်။ခက်တာအဲ့လိုဖန်တီးလိုက်တဲ့အရာဝတ္ထုတို့လူတို့ကိုဖန်တီးလိုက်တဲ့လူတယောက်တည်းကပဲမြင်နိုင်တွေ့နိုင်တာမျိုးဖြစ်တယ်ပေါ့။ကျွန်တော်တို့ဒီဇကားကြီးတဲ့အချိန်တို့ဇာဟုတ်ဖတ်တဲ့အချိန်တို့မှာစိတ်ကူးကနေပေါ်လာတဲ့ပုံရိပ်မျိုးတွေမျိုးမဟုတ်ဘူး။သူကအပြင်မှာကိုရုပ်လုံးထွက်အောင်ဒီသူစိတ်နဲ့သူပုံဖော်လို့ရတာပဲဖြစ်တယ်။သူပါကလေးတွေမှာဖြစ်နိုင်ချေပုံများကြတယ်လို့ရေးသားဖော်ပြထားတယ်။ ါမဲ့သူတို့အရွယ်ရောက်ပြီးတော့အဲ့ဒီဒူဘာသူတို့ပျောက်ကွယ်သွားတယ်ပေါ့ဗျာဘယ်လိုမျိုးလဲဆိုတော့ဒီကလေးတွေမှာအထီးကျန်ပြီးတော့တယောက်တည်းဆော့ရတာတို့စိတ်ခံစားချက်များပြီးတော့ trauma တကူရထားတာတို့ဆိုရင်ဒီဒူဘာထွက်ပေါ်လာတယ်ပေါ့အဲအကြောင်းကလေးတွေကအယုံနဲ့စကားပြောနိုင်တယ်လို့တနည်းပြောရင်အဲ့ဒီအယောက်ကသူ့လက်ထဲမှာအသက်ဝင်သွားတယ်ပေါ့ဒါမဲ့အရွယ်ရောက်ပြီးသားလူတယောက်မှာဒီဒူဘာဆိုတာပေါ်လာရင်ပျောက်ကွယ်ဖို့မလွယ်တော့ဘူးလေသူကတက်တက်လုံလိုက်တော့မှာဖြစ်တယ် သူကကျွန်တော်အရှိမပြောခဲ့တဲ့ဒီဘီလီ24ရောက်ရဲ့ dissociated identity disorder DID ဆိုတဲ့ယောဂနဲ့တော့မတူ DID မှာကျတော့ဒီ order တွေဆွတ်သွားတာမျိုးပဲဖြစ်တယ်ဒီ owner order ကဒီဆွတ်သွားတဲ့ order ကဘာလုံးနေလဲဆိုတာ owner order မသိနိုင်ဘူးဒါပေမဲ့ကျူပါမှာကျတော့ကိုယ့်ရဲ့ကစားပေါ်စကားပြောပေါ်ဖန်တီးလိုက်တာမျိုးပဲဖြစ်တယ်ဘီနားမှာရှိနေတော့မြင်နေရတယ်ပေါ့တိနေရတယ်ပေါ့စိတ်ကသူကကျတော့အဲ့လိုမျိုးဒီကျူပါဆိုတာစိတ်ယောဂမဟုတ်ဘူးလို့တဲ့ဒီဘဝအတွက်အနောက်ရှက်အကြီးမဖြစ်သေး ကုသကြမလို့ဘို့ဒါပေမဲ့ DND ဆိုတာကတော့ကိုယ်ကုသမဲ့ယောဂပဲဖြစ်တယ်သူကအများဖြစ်တော့ဒီအရွယ်ရောက်ပြီးသားလူတွေမှာဒီစီးပွားရေး pressure ကြောင့်မို့လို့လူမှုရေး pressure ကြောင့်မို့ထွက်ပေါ်လာနိုင်တယ်ဒါပေမဲ့အဲ့လိုလွယ်လွယ်ကူကူလဲထွက်ပေါ်လာတာမျိုးမဟုတ်ဘူးသူကဒီတူပါထွက်လာနိုင်တဲ့လူကပေါ့ဒီလက်တွေနဲ့စိတ်ကူးနဲ့ဟိုနှစ်ပေါင်းများစွာကိုဝေခွဲလို့မရအောင်ဒီဖြစ်နေမှဒီတူပါထွက်ပေါ်လာတယ်ပေါ့နောက်တဲ့တနည်းကတော့သမရချင်းစင်နဲ့ တမာရီမြင်းအောင်လုပ်ပြီးတော့ဒီတူဘောက်ကိုထုတ်ပေါ်နိုင်လို့ပြောတယ်။ဥပမာမက်ဒီတေးရှင်းလုပ်ပြီးတော့မိုင်းပါဝါနဲ့ဒီတူဘောက်ကိုထုတ်တာမျိုးပေါ့ဗျာ။အဲဒါကြောင့်ဒီအရွယ်ရောက်ပြီးသားလူတယောက်ကဒီအယုံနဲ့စကားပြောနေတာမျိုးလို့တယောက်တည်းစကားပြောနေတာမျိုးဆိုရင်မကြောက်ကြပါနဲ့။ तू ကတူတူဘားနဲ့ तू connection ယူနေတာဖြစ်နေတယ်လို့ तू ဒီကိုစောင်းနဲ့လည်း तू တို့ connection ယူနေတယ်ဖြစ်နေတယ်။ဒီအကြောင်းတွေနဲ့တက်ဆိုင်တဲ့လိုအပ်ချက်ရှိတာတို့ဒီအကြောင်းတွေနဲ့တက်ဆိုင်တဲ့အတွေ့အကြုံမျိုးရှိတာတို့ဆိုရင်ကျွန်တော် comment မှာလာရောက်ဆွေးနွေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုရောက်မှာဆက်တွေ့ကြတာပေါ့